โอเคကျွန်တော်ဒီနေ့ပြောမှာတော့ investment နဲ့ပတ်သက်တဲ့အကြောင်းအရာပဲဖြစ်တယ်အာကျွန်တော်ဘာကြောင့် invest လုပ်တင်လဲပေါ့နော်ကျွန်တော်ဘာကြောင့် invest လုပ်တင်လဲဆိုလို့ရှင်ကျွန်တော်ဒီ inflation ဆိုတဲ့ကိစ္စကြီးရှိနေလို့ပေါ့နော် inflation ဆိုတာဘာလဲဆိုလို့ရှင်ဒီငွေကြေးဖောင်းပွားတာပေါ့နော်အဲ့ဒါကိုကျွန်တော်ဥပမာပြောရမယ်ဆိုလို့ရှင်ယင်ထားပါကျွန်တော်ကျွန်တော်ရှမ်းကစားအရင်ကြိုက်တယ်ဟုတ်ပြီနော်ရှမ်းကစားဈေးကြီးရကြမှုကျွန်တော်မစားနိုင် ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ရဲ့စဥ်မာတော်တော်ပိနေဖိုင်ဘာတော့ဒါပေမဲ့ဟိုဒီဥ်မာမြင်မြင်တာမဲ့ထင်တယ်ဖိုင်ဘာတော့ကျွန်တော်ရှောင်းဆိုအရင်ကြိုက်တယ်ကျွန်တော်အဲနောက်ရနောက်နှစ်ကျလို့ရှိရင်ကျွန်တော်ရှောင်းဆိုတလလုံးစားမယ်ဆိုတော့ကျွန်တော်တတ်မှတ်လိုက်ပါတော့ဒါကျွန်တော်ရဲ့ဒီပဲ new year resolution ပေါ့နော်အဲ့တော့ကျွန်တော်ရှောင်းဆိုတပွဲဘယ်လောက်လဲဆိုတော့ရှောင်းဆိုတပွဲ2000ရှောင်းဆိုတပွဲ2000ဆိုလို့ရှိရင်ကျွန်တော်တလလုံးစားဖို့ဆိုလို့ရှိရင်ကျွန်တော်ပတ်စံ6000ရှိမှကျွန်တော်စားလို့ရမယ်ဟုတ်ပြီနော်ရက်30ဆိုတော့ အဲ့တော့ကျွန်တော်အလုပ်တွေအလုပ်စ조사ပန်းစားလုပ်ပြီးတော့ကျွန်တော်ပတ်စံစုတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပတ်စံ6000ပြည့်သွားအဲ့တော့နောက်နှစ်လရောက်အောင် January လသိရမှာကျွန်တော်ရှမ်းကဆိုင်ကျွန်တော်သွားရဲသွားတော့ရှမ်းကဆိုင်2000မဟုတ်တော့ရှမ်းကဆိုင်2200ဖြစ်သွားရဲရှမ်းကဆိုင်2200ဖြစ်သွားပြီကျွန်တော်ကျွန်တော်တလလုံးစားမယ်ဆိုတော့ကျွန်တော်စားလို့မရတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်6000ရှယ်စားပြီးတော့ကျွန်တော်တက်ကြည့်လိုက်အခု10000 1000 ကိုကျွန်တော်2200နဲ့စားလဲဆိုရင်2200နဲ့စားလဲအခါမှာ20ခွန်ပေါ့နော်ကျွန်တော်ရှောင်းဆဲစားမယ်ဆိုလို့ရှိရင်ကျွန်တော်မနက်ဆောင်28ရက်ပဲကျွန်တော်စားလို့ရမယ်ကျန်တဲ့တောင်းရကျွန်တော်အငတ်နေရတော့မယ်ပေါ့နော်ဟုတ်ပြီနော်အဲ့တော့ကျန်ကျန်တဲ့ရက်မှာအငတ်နေရှင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဈေးဈေးတက်တာတဲ့ဥမာသမင်းစီဇန်တို့ဟုတ်ပြီနော်အဲပပျောက်ထမင်းတို့ပါတော့စားရတော့မယ်ပေါ့နော်ဟုတ်ပြီနော်အဲ့ဒါကြောင့်မှကျွန်တော်တလားလုံးမနက်စားစားလို့ရမယ်ပေါ့နော်ဟုတ်ပြီနော်အဲ uh, basically အဲ့ဒါအဲ့ဒါအဲ့ဒါပဲဟို inflation ဖြစ်သွားရပေါ့နော်ပတ်စံက ကျွန်တော်ရဲ့6တောင်းကအာ6တောင်းကတော့6တောင်းပဲပေါ့နော်ကနန်းကတော့6တောင်းပဲဒါပေမဲ့အာတန်ဖိုးရော့သွားရပေါ့နော်ဟုတ်ပြီနော်ခုခုချိန်မှာရှောင်းဆယ်တလလုံးစားလိုက်ရပေမဲ့နောက်နှစ်မှာရှောင်းဆယ်တလလုံးစားလို့မရတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အာကုန်စင်တွေတက်သွားရဲ့စားတယ်ပြစားတယ်ဖြစ်ပေါ့နော်ဟုတ်ပြီနော်အဲ့ဒါကအာ inflation တဘောတရားပဲပေါ့နော်ငွေကြေးဖောင်းပေါ့ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကုမ္ပဏီမှာအလုပ်လုပ်တယ်လုပ်ပြီးတော့ကျွန်တော် ်နှစ်20 30ဟုတ်ပြီနော်ကျွန်တော်အသက်20ခန်းနဲ့စလုပ်တဲ့ထားရပါတော့အသက်50ကျွန်တော်ပင်စင်ယူမယ်ပေါ့နော်အသက်80လေးကျွန်တော်တက်တန်းရှိမယ်ဆိုလို့ရှိရင်ကျွန်တော်နှစ်20ကျွန်တော်သုံးဖို့အတွက်ကျွန်တော်ပတ်စံကြိုးစုထားဖို့လိုရပါတော့အဲ့တော့ကျွန်တော်ရဲ့တနည်း30ကထားလိုက်ပါတော့လွယ်အလွယ်အလွယ်ပေါ့နော်တိန့်တရာရွှေရတာနေရာမဟုတ်ပါတော့ကျွန်တော်ရဲ့ဒီပုံမှန်အတိုင်းအရင်လည်းမဖြုံမှုအရင်လည်းကစင်မကုတ်မယ်နဲ့ကျွန်တော်နေမယ်ဆိုလို့ရှင်ကျွန်တော်တနစ်ကိုတိန့်တရာကျွန်တော်ကုန်မယ်ပေါ့နော် ကျွန်တော်တနစ်ကိုခီးတစ်ခေါက်ထွင်လဲထွက်မယ်နှစ်ခေါက်ထွင်လဲထွက်မယ်ကျွန်တော်အဝတ်စားတွေဝယ်မယ်ဟိုတငယ်ချင်းတွေမုံစားမယ်ဟုတ်ပြီနော်ပြီးတော့ကျွန်တော်နည်းနည်းတစ်ခါသုံးနည်းတစ်ခါဖုန်းလိုင်းနဲ့လဲမယ်အဲ့တော့ကျွန်တော်ရဲ့ကုန်ကျစရိတ်ကတနစ်ကိုပန်းမြ300ရရှိရပါမယ်ပင်စင်ယူပြီးနည်းနည်းနေမယ်ဆိုရှင်တော့300ရှိမှရမယ်ပေါ့နော်အဲဒါပေမဲ့ကျွန်တော်အခုချိန်ဒီအခုချိန်မှာ300နဲ့လောက်ပင်မယ်ကျွန်တော်ပင်စင်ယူယူလိုက်တဲ့ခါမှာဆိုရှင်300မလောက်တော့ထိချတယ်မလောက်တော့ဟုတ်ပြီနော်ကျွန်တော် တနစ်လုံးက3150လဲကောင်းကုန်မယ်ဟုတ်ပြီเนาะဒါမှ3100နဲ့လောက်အောင်နေချင်လို့ရှိရင်ကျွန်တော်နေချင်း lifestyle အတိုင်းကျတော့နေလို့မရတော့တင်း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 ဟုတ်ပြီလားနေရတော့မယ်အဲ့တော့ကျွန်တော်တို့အဲ့လိုအဲ့လိုအဲ့လိုမျိုးမနေချင်ဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ပတ်စံကဒီတိုင်းပဲတင်ထားလို့မရဘူးပေါ့နော် inflation rate ကို cover ဖြစ်မဲ့ cover ဖြစ်အောင်တစ်ခုခုလုံးမှရတော့မယ်ပေါ့နော်ဟုတ်ပြီနော်အဲ့တော့အဲ့တော့ဘာလို့လုပ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်ပုံမှန်ဖြစ်အောင်ဒါအလွယ်အလွယ်ဆုံးကတော့ဂျာဘန် ဘန်အပ်တယ်ပေါ့နော်ဘန်အပ်တော့ဘန်အတိုးရတယ်ပေါ့နော်ဟုတ်ပြီနော်ဒါပေမဲ့ဘန်တိုးကဘယ်တော့မှ inflation rate ကိုကာပါမဖြစ်နိုင်ဟုတ်ပြီနော်အဲ့တော့နောက်ထပ်ဘာတွေရှိလဲဆိုလို့ရှိရင်မြေကွက်တွေဝယ်မယ်တော့မဟုတ်ဒီရွှေဝယ်မယ်ဟုတ်ပြီနော်ပတ်စံလိုချက်မှာရွှေပြန်ပြီးတော့ထုတ်ရောင်းမယ်တငင်ချင်းတွေစီးပွားရေးတွေတဲ့အာတော်ပြီးရင်းနှီးမြှုပ်နှံမယ်စသဖြင့်စသဖြင့်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့ပြောချင်တဲ့ဟာကတော့ stop invest လုပ်တာနဲ့ပတ်သက်ပြီးတော့ဗောနော်ဘာလို့လဲဆိုတော့ကျွန်တော်ဒါ full time အလုပ်လုပ်တဲ့လူတယောက်အနေနဲ့ပတ်စံကိုဘလို့တိမ်ထိမ့်တိမ့်မှလဲဆိုတော့ပို့ပြီးတော့ focus လုပ်ပြီးပြောရှင်နေဗောနော်မြေကွက်တွေဝယ်တယ်ဘာညာဆိုတာကလည်းမြေကွက်ကြောင်းတွေဘာတွေသိမှလဲဝယ်လို့ရတာဟုတ်ပြမလားမြေကွက်တွေကြည့်ရတယ်ဘာညာဗောနော် CY တကူရထိုင်မယ်ဆိုလို့ရှိရင်လည်းကိုပေါင်းခြင်းမှာဒီလို CY လုံးနေလူတွေရှိအောင်မအောင်ဟုတ်တယ်မလားမရှိဘူးဆိုလို့ရှိရင်ဟိုတစိမ့်တရားကိုလုံးဝကိုလုံးဝမသိတဲ့ဟွာတဲ့ကိုတော့ထည့်ဖို့ကြောလည်းမလွယ်ဘူးလीเนาะနောက်ထပ် ဘန်တိုးကြတော့လေကျွန်တော်ခုနပြောသလိုဘန်တိုးတွေအရင်နေတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုက invest လုပ်တဲ့ဟာကဒီ stock တွေပါ invest လုပ်တာလေကျွန်တော်အသက်ငယ်ငယ် side of စောစောစီးကြတဲ့အစားပြီးလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်အခုနေတဲ့ time မှာဆိုရှင်15ဘတ်လာ15ဘတ်ထဲနေ15ဘတ်ကနေစပြီးတော့ဒါစပြီးတော့ဝယ်လို့ရတယ်ပေါ့နော်ပြီးတော့ဒီ invest လုပ်တာကဒီအချိန်ကလည်းအရေးကြီးတဲ့ခဏတစ်ခုမှာပါတယ်ပေါ့နော် ဒီ source စီလောက်နိုင်လေပို့ပြီးအားတာလေးပေါ့နော်အဲ့ဒါကိုကျွန်တော်ပြီးချင်မှအသေးစိတ်တစ်ချက်ပြန်ပြောပြအောင်ပေါ့နော်အ stock တွေကဘာလဲဆိုတော့ကျွန်တော်မြင်သားအောင်ပြောမယ်ဆိုလို့ရှိရင်အ Apple stock ပေါ့နော်ဟုတ်ပြီနော် Apple stock ဆိုလို့ရှိရင်အခုချိန်မှာအ900 969ဒေါ်လာပေါ့နော်ဟုတ်ပြီနော်ကျွန်တော်လွန်ခဲ့တဲ့9နှစ်ကဟာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့138ပဲရှိတယ်ပေါ့နော်အဲ့တော့ invest investment အဲ့ဒါပေါ့နော်အသဘောတရားအဲ့ဒါပဲပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့9နှစ်တုန်းကကျွန်တော်ဝယ်ထားမယ်ဆိုလို့ရှိရင်အခုချိန်မှာ969ဖြစ်သွားကျွန်တော်နှစ်ဆနေပါလောက်ကျွန်တော် စတိုးပါနော်စတိုးကျွန်တော်အာ return ပြန်ရပါတယ်ပေါ့နော် မြင်လာတယ်ပေါ့နော်ဟုတ်ပြီနော်ဒါက individual stock ပြီးတော့ mutual fund ဆိုတာရှိရပါ mutual fund နဲ့မှနာမည်ကြီးတာဆိုလို့ရှိရင် S&P 500ရှိရပါနော်ဒါတော့တော်တော်များများအာတိတိကြမယ်ထင်ပါတယ်ဗောနော်သူဆိုလို့ရှင်လဲလွန်ခဲ့တဲ့9နှစ်တုန်းကအာ3000ကျော်ပဲရှိတယ်ဟုတ်ပြီနော်အခုချိန်မှာကျတော့6800ဖြစ်သွားပြီဆိုတော့ကျွန်တော်ဒီမှာ95%ဆိုတော့သူလဲစတော့တက်လာတယ်ဗောနော်တဘောတရားတော့ ဒီ stock weather နဲ့ band ထဲမှာဒီတိုင်းပဲတင်းထားတဲ့တစ်ချက်ရှင်းပြမှာနော်ပို့ပြီးတော့မြန်တာပါအောင်ဟုတ်ပြီနော်အဥပမာကျွန်တော်ပတ်စံတသိန်းရှိတယ်ပေါ့တစ်ဆယ်ပြားထောင်တောင်သိန်းဟုတ်ပြီနော်อืมတသိန်းကိုအာကျွန်တော် band band ဖန်မိုင်းမှာလည်းထားလိုက် band တော့အာနတ်အာ2%ပေါ့နော်အဲ့ဒါကိုကျွန်တော်နှစ်20တင်းထားထားလိုက်ပါတော့ဟုတ်ပြီနော် အဲ့မှာနှစ်20နေတော့ကျွန်တော်သွားထုတ်ရခါမှာပတ်စံဘယ်လောက်ဖြစ်သွားလဲဆိုတော့တသိန်းကနေပြီးတော့တသိန်း၄တောင်းဖြစ်သွားတယ်ဟုတ်ပြီနော်၄တောင်းတိုးလာတယ်ဟုတ်ပြီနော်2%ကိုပတ်စံဟိုတသိန်းတသိန်း၄တောင်းတိုးလာပြပါဖြစ်လဲပေါ့နော်ဟိုဟိုဘယ်လိုပြောမလဲပတ်စံမှာယော့မသွားတာပေါ့နော်ဘာညာပေါ့နော်ဒါပေမဲ့ကျွန်တော်ခုနကပြောတဲ့ဒါကိုပြန်ပြောမယ်ဆိုလို့ရှင်အဲ့အရင်တော့တသိန်းနဲ့ဝယ်လို့ရတဲ့ဟာတွေက20မှာ နှစ်သိန်းလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သုံးသိန်းလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ inflation rate ဆိုတဲ့ဟာကြီးကရှိနေတယ်ပေါ့နော်ဆိုတော့ inflation rate ကိုမြင်တော့အာမြန်မာနိုင်ငံရဲ့ဟာနဲ့တော့ပြောလို့မရတော့ဘူးဆိုတော့မြန်မာနိုင်ငံ hyper inflation rate ဆိုတော့အရန်ကိုဘယ်လိုမလဲအရန် extreme ဖြစ်တယ်ပေါ့နော် data accurate မဖြစ်ဘူးအဲ့တော့ကျွန်တော် US US inflation rate အာ year ပေါ့နော် US inflation rate ကိုကျွန်တော်ဆက်ကြည့်မယ်ပေါ့နော် US inflation rate ကဒီမှာကြည့်လိုက်4% 8%ဟုတ်ပြီเนาะ3%စသဖြင့်စသဖြင့်ပါเนาะအဲ့တော့ကျွန်တော်ဘဏ်ကပေးတဲ့ interest က2%ပဲဆိုတော့ရှင်ဒီ inflation ကဘယ်လိုမှကာပါမှာဖြစ်နိုင်ဘောเนาะဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ပတ်စံတန်ဖိုးတော့ဝါရလို့ပြောမှာပေါ့เนาะဟုတ်ပြီเนาะအဲ့တော့ကျွန်တော်နောက်တစ်ခုနှစ်ထပ်ရှင်းကြည့်မယ်အာ SM500 ရဲ့ SM500 ကအာ return S&P 500 return ကဘယ်လိုရှိလဲဆိုလို့ရှင်ဒီ1995 2024ထိဆိုလို့ရှင်တော့တနည်းကို10%လောက် return ရှိရပါတော့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်10% 10%နဲ့မတွက်တော့ဘူးအာ8%လောက်ပဲဒါပဲရှော့ရှော့ပေါ့ပေါ့ပေါ့နော်အဲ့တော့20ဆိုလို့ရှင်၄သိန်းဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့၄၄စားလေးစားတက်လာတယ်ပေါ့နော်ဟုတ်ပြီနော် အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပတ်စံ inflation ကိုကောက်ပါဖြစ်တယ်တကယ်တော့ဟိုဒါကအလွယ်ဆုံးပြပါတော့ဒီ video ကလည်းဟိုနည်းနည်းတော့ simplify ဖြစ်တယ်ဒါပေမဲ့တဘောတရားတူတူပဲပေါ့နော်ပြောရတဲ့တစ်ခုထပ်ပြောချင်တာကဒါက financial advice မဟုတ်ဘူးပေါ့เนาะ um ဘယ်လိုမလဲကိုပဆန်ကိုဘယ်လိုလုပ်လို့ရရလဲဆိုတော့ဘာရှိလဲပေါ့เนาะဘာလုပ်လို့ရရလဲဆိုတော့ပြောပြရတဲ့ဘော ပေါ့เนาะနောက်တစ်ခုကကျွန်တော်ပုံမှန်ဒါဝန်ထမ်းနေဆိုလို့ရှင်လာစာ ထဲကနေပြီးတော့ကျွန်တော်စု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 တဲ့စုစုတာပေါ့နော်ဟုတ်ပြီနော်ဒီတော့တသိန်းပဲပုံမှန်20ပြစ်ထားပါပေါ့နော်တလားတလားရဲ့လစာထဲကနေပြီးခွဲခွဲပြီးစုရပါပေါ့နော်ဥပမာကျွန်တော်3000ဒါဒါဒီဒေါ်လာဒေါ်လာမဟုတ်ဘူးနော်ဒါကြက်ပေါ့နော်ဒီအရှက်ဒေါ်လာပြောင်းလို့မရလို့ဟုတ်ပြီနော်3000ကျွန်တော်တလားကိုကျွန်တော်3000စုတယ်ဟုတ်ပြီနော်20မှာဘယ်လောက်ရှိသွားမှာလဲပေါ့နော်ကျွန်တော်တလား3000ကတနည်းဆိုရှင်3600ပေါ့နော်ဟုတ်ပြီနော်အဲ့ဒါ အာကျွန်တော်ပတ်နှစ်20ကျတော့ဘလော့ဖြစ်သွားဆို380ဖြစ်သွားပြီပေါ့နော်โอเคကျွန်တော်ကျွန်တော်မြင်သားအောင်ကျွန်တော် Excel ထဲတထည့်လိုက်မယ်ရှင်းကြည့်လို့ရအောင်ပေါ့နော်โอเคဒါကဗာလဲ bank saving ဘယ်နော်ခေနောက်တစ်ခုကကြတော့တူတူပဲဟုတ်ပြီเนาะဒါပေမဲ့8%တလ3000 2ဆိုလို့ရှိရင်နှစ်ကုန်မှာ3300ဖြစ်သွားတယ်။နှစ်20နောက်ပိုင်းမှာနှစ်20ကျလို့ရှိရင်ဟုတ်ပြီနော်ဒါကိုအမ်ဟုတ်ပြီနော်ဒီမှာကြီးလိုက်မယ်ဆိုလို့ရှိရင်ဟုတ်ပြီနော်စုတဲ့ပတ်စံချင်းတူတူပဲတလား3000တနည်းကို3600တောင်ဟုတ်ပြီနော်ဒါပေမဲ့နှစ်ကုန်ကနှစ်20မှာကျွန်တော်ပြန်ထုတ်ရခါမှာဆိုလို့ရှိရင်ဘန်နဲ့မှအဲ့တဲ့ပတ်စံ380ပဲဖြစ်နေမှာဟုတ်ပြီနော်ဒါပေမဲ့အာ SM5 အတွက်မှာကျွန်တော် invest လုပ်မယ်ဆိုလို့ရှိရင် 3180ဖြစ်နေမယ်။ဒါပန်းမရပါဘူးเนาะဒါအရင်အရင် data ကိုကြည့်ပြီးကျွန်တော်ပြောတာပါเนาะအနာဂတ်မှာတော့တိုင်းပါဆိုင်ဖြစ်ရှင်မှလည်းဖြစ်မှာပါเนาะ investment တိုင်းကတော့ဒါ risk ရှိတယ်ပါเนาะအဲ့ဒီမှာ S&P 500ကတော့ဟိုဘယ်လိုပြောမလဲ beginner friendly ပို့ဖြစ်တယ်ပါဒါပေမဲ့ကိုပတ်ဆန်ဖြစ်တဲ့အတွက်ကြောင့်မို့ကိုယ့်ကိုတော့ဖတ်ကြည့်ပါเนาะပြီးတော့တခြား investor လို့ရှိရင် line နာမယ် guideline ရှိရပါเนาะကိုယ့်ရဲ့ risk tolerance ကဘယ်လောက်ရှိရပါညာပါเนาะဒါပေမဲ့ဒီ video မှာအဲ့လောက် detail မသွားတော့ဘူးဒါဘယ်လိုမလဲ investment 101ပေါ့เนาะဘာလီရှိလဲဆိုတာတည်တည်အောင်ကျွန်တော်တကယ်ချင်းစကားဝိုင်းမှာပြောပြတယ်မျိုးကျွန်တော်ပြောပြတာပေါ့เนาะတကယ်တကယ်လုပ်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ကိုသွားပြီးတော့လေ့လာကြည့်ပေါ့เนาะထပ်ပြီးကိုယ့်ကိုထပ်ပြီးတော့ detail information ထပ်ရှာပေါ့เนาะဟုတ်ပြီเนาะဒါအရင် data ကိုပဲကြည့်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တလောက်3000စုချင်အဖြစ်ကျွန်တော်ည20မှာဆိုလို့ရှိရင်ကျွန်တော်ဒီ3380ရမှာပေါ့เนาะအဲ3380ကိုကျွန်တော်ပင်စီယူပြီးတော့ဒီ3380ကိုကျွန်တော် တုံးသွားလို့ရတယ်ဗောနော်သဘောတရားဒါပေမဲ့ဘန်တန်းမှာဆိုလို့ရှိရင်ကျွန်တော်380ပဲဖြစ်မယ်ဆိုတော့ကျွန်တော်ရဲ့အတုံးစီကိုကျွန်တော်တော့တော့ကြကြော်လောက်ကိုကျွန်တော်ရှုပ် short ချပြီးကျွန်တော်တုံးရမှာဗောနော်ကျွန်တော်ပင်စင်ယူပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်ဟုတ်ပြီနော်အဲနောက်တစ်ခါကျွန်တော်ဒီ video focus ကကျွန်တော်ခုန investment ဆိုရင်မဲဟိုအာဒီနေ့ဝယ်မနေ့ပြန်ရောင်းဟိုအမျက်ဟိုရေတုပ်အမျက်မဟုတ်ဘောနော်ရေရှည်ပတ်စံစူးတာကိုဘယ်လိုစုဘယ်လိုဘယ်လိုပုံစံမျိုးစုလို့ရတယ်ဆိုတာကိုပြောချင်တာဗောနော်ဟုတ်ပြီနော်နောက်တစ်ခါပြောဖို့ကြံနေလဲဆိုလို့ရှိရင် ျွန်တော်တို့ဒီပုံမှန်ကလူတစ်ယောက်ကအလုပ်စားလုပ်ရတဲ့အခါမှာစုနိုင်တဲ့အမောင်းနဲ့တကယ်တော့ဒီလုပ်ငန်း cyber အလုပ်မှရထူပြီးပို့ကြီးလာရစာရလစာရပို့များလာတဲ့အခါမှာဆိုလို့ရှိရင်စုနိုင်တဲ့ဘယ်လိုမှနှုံးချမ်းမတူဘူးပေါ့နော်စစချင်းမှာကျွန်တော်တုံးတောင်းပဲစုနိုင်ပေမဲ့ကျွန်တော်ပဲကျွန်တော်လစာ3သိန်းလောက်မှာကျွန်တော်တုံးတောင်းစုနိုင်ပေမဲ့ကျွန်တော်လစာ4သိန်း5သိန်း6သိန်း7သိန်းပြတ်သွားတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်3သိန်းနဲ့ပြီးတော့ကျွန်တော် ဆိုတော့300မဟုတ်တော့ဘူးကျွန်တော်တလကို300ဖြစ်ဖြစ်ကျွန်တော်စုစုစုနိုင်ရင်လည်းစုနိုင်မှာပေါ့နော်ဟုတ်ပြီနော်ပြောချင်တယ်တော့190မဟုတ်ဘူးဒီထက်ပို့ပြီးတော့အများကြီးပို့ဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ကခုကပို့ပြီး focus လုပ်ချင်တာဒီဟာပေါ့နော်ဒီ compound interest ဆိုတဲ့ဟာကြီးကအရင်ကမှ powerful ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီမှာအာ solution ကြည့်လိုက်အာကျွန်တော်ရဲ့ပတ်စံစားထိုင်လိုက်3600တောင်းပေါ့နော်ကျွန်တော်ရလာ interest က1000 3000ဟုတ်ပြီနော် အာပထမတနေ့မှာဒုတိယနေ့ကအလိုပဲဖြည်းဖြည်းချင်းတိုးသွားတယ်ဒါပေမဲ့ net တိမ်များလာတဲ့အခါမှာကျွန်တော်ရဲ့ interest ကကျွန်တော်ရဲ့ principal လို့ခေါ်ပါလားဒီဒီမှာတော့ contribution လို့ရေးထားတယ်ဒီ principal ထက်ကိုပိုများလာတယ်ဟုတ်ပြီနော်18နှစ် session နှစ်ညောင်းမှာဆိုလို့ရှိရင်ကြော်သွားပြီဟုတ်ပြီနော်ကျွန်တော်ရဲ့စုစုပေါင်းကျွန်တော်ရဲ့စုငွေက6 6 သိန်း60ဒါပေမဲ့ကျွန်တော်ရဲ့ interest ကသိန်း80ဟုတ်ပြီတော့ဒါ compound interest ရဲ့ဘယ်လိုမလဲကြောက်စရာကောင်းတဲ့ကြောက်စရာကောင်းလို့ပြောရမလား powerful ဖြစ်တဲ့ဟာပေါ့နော်အဲ့တော့ကြောင့်မို့ solo cc စုတာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်စုစုပေါင်းစုငွေက6သိန်းအသိန်း60ဒါပေမဲ့စုစုပေါင်းကျွန်တော်ရဲ့ interest ကသိန်း80အောင်ဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့နောက်ဆုံးနှစ်မှာဆိုလို့ရှိရင်ကျွန်တော်စုစုပေါင်း interest rate က သိန်း90ကျွန်တော်ရဲ့စုငွေကသိန်း80အားကြောင့်စုစုပေါင်းအဲ့နှစ်ခုပေါင်းလိုက်တဲ့အခါမှာကျွန်တော်ကျွန်တော်ရဲ့စုစုပေါင်းကျွန်တော်ထုတ်လို့ရတဲ့ငွေကသိန်း190အောင်ဖြစ်သွားတယ်ပေါ့နော်ဟုတ်ပြီခွာနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်အရန်ကမှပါဝါရေးပေါ့နော်ဘယ်ဘန်နဲ့မှတိုင်းတိုင်ထားမယ်ဆိုလို့ရှိရင်ရတဲ့ငွေနဲ့တခုခုမှ invest လုပ်မယ်ဆိုလို့ရှိရင်ရတဲ့ငွေတွေကအများကြီးကွာသွားတယ်ပေါ့နော်ကျွန်တော်ဒီနေ့ပြောချင်တဲ့ဟာကတော့ဒါပဲပေါ့နော်ကျွန်တော်ရဲ့စိတ်နာတော့ဗျာဒီကိုပင်ပန်းရှာတယ်လို့ပေါ့နော်ရှာပြီးရလာတဲ့ပတ်စံကိုလည်း ဘယ်လိုထိန်းသိမ်းရမလဲဘယ်လိုစုရမလဲဆိုတာကိုလည်းအချိန်ပေးပြီးတော့အာလေ့လာစေချင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့စောစောစီစီသိလေခုနကပြောသလိုပိုကောင်းလေပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်ဆိုလို့ရှိရင်ဒါအသက်30ကျော်မှသိဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတော့စပြီးတော့သိလာတယ်ပေါ့နော်။နည်းနည်းအောင်နောက်ကျနေပြီးတော့ပြောလို့ရတယ်ပေါ့နော်။ဘာလို့ဆိုတော့အလုပ်စလုပ်ကြတဲ့ကစပြီးတော့ဘန်ထဲမှာဒီတိုင်းတင်ထားမယ့်အစားခုခုမှ invest လုပ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်။ဟုတ်ပြီနော်။ဒီနာမည်ကြီး investor တွေတော်တော်များများလည်း အဲ့လိုပဲပေါ့နော်သူတို့ငယ်ကလေးက service ဆူလာတဲ့ကြောင့်မို့သူတို့ရဲ့ network တွေကနောက်ပိုင်းနှစ်တွေကျမှပဲအများကြီးကိုတိုးလာတယ်ပေါ့နော်ကျွန်တော် Warren Buffett အာ network over time လို့ခေါ်မှာဒါကိုကြည့်မယ်ဆိုလို့ရှင်အာဒီမှာကြည့်လိုက်ဒါတာလူတော်တော်များသိမယ်ထင်ပါတော့သူနာမည်ကြီး investor တရားပေါ့နော်အသက်14ကတည်းက service ဆူရပေါ့ဒါပေမဲ့10နှစ်15နှစ်လောက်မှသူရဲ့တိုးလာတာကအဲ့လောက်မှမများဘူးဒါပေမဲ့သူအသက် ဟိုဟာ50 58ကျမလေးတိုးွားတဲ့ဟာကြီးကဟိုအရန်ဟိုမှာတိုးွားတယ်ပေါ့နော်ဒါ compound interest ရဲ့အရန် powerful ဖြစ်တဲ့ဟာအရန် powerful ဖြစ်တဲ့အချက်ပေါ့နော်အဲ့တော့စောစီးတိလေစောစီးစုတွေကောင်းလေပေါ့နော်ခုနဟာပြန်ပြောမယ်ဆိုရှင်တော့ပတ်စံကိုဒီအချိန်ပေးပြီးတော့စူးစမ်းပြီးရှာတယ်လို့ပဲပတ်စံကိုလည်းထိန်းသိမ်းဖို့အတွက်လည်းအချိန်ပေးပြီးတော့လေ့လာကြပါပေါ့နော်